အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရောက်ဒီမှာလှုပ်ရှားတဲ့မௌလာဥနီဟလဝါဆိုရဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအချိန်အကြာကြီးအဲ့ရပေါ်မှာလဲနေခဲ့ပြီးနောက်မှာတော့ရှဒန်တယောက်ကွယ်လွန်တေဆောင်သွားခဲ့ပါတယ်။သူကွယ်လွန်သွားခဲ့ပြီးရဲ့နောက်သူရဲ့မိန်းမနဲ့တမီ၃ယောက်လုံးကတော့အာကိုရမဲသွားခဲ့ပါပြီ မမေရေဖဖေကလည်းမရှိတော့ဘူးဆိုတော့တမီးတို့ဘလို့နေထိုင်စားတော့ကြမလဲဟုတ်တယ်အမေအမေကလည်းအမြဲတမ်းနေမကောင်းဖြစ်နေတာဆိုတော့တမီးတို့ဘလို့နေထိုင်ကြမလဲအမေတို့စီမှာလေယာစိုက်ပျော်ရေးလုံခြုံလောက်ကင်ဖို့အတွက်လေကွက်အနေငယ်ရှိတယ်ဆိုပေမဲ့အမေတို့လေယာစိုက်ပျော်ရေးလုံခြုံမလောက်ကင်တတ်ဖို့အဲ့ဒါကြောင့်အမေကိုယ်တိုင်ပဲတခြားသူတွေရဲ့အိမ်တွေမှာအလုပ်လိုက်လို့ရတော့မယ်နဲ့တူပါရဲ့အမေရဲ့စိတ်ပူမနေပါနဲ့တမီးတို့ညီမ၃ယောက်လုံးရှိနေသေးရပါပဲ သမီးတို့၃ယောက်လုံးပေါင်းပြီးဦးလေးတော်မူစီမှာလေယာစိုက်ပြောရေးလုံကံဘလို့လှောက်ရလဲသွားတင်လိုက်မယ်။အေးသွားသမီးလေးရေရာမူးကိုသွားခေါ်လာခဲ့။အငယ်ဆုံးသမီးလေးကအိမ်ထဲကထွက်သွားခဲ့ပြီးနောက်မှာတော့ရာမူးကိုသွားခေါ်လာခဲ့ပါ ರಿ ။ဟုတ်ကဲ့ပါမကြီးရဲ့ပြောပါ။ဘာကိစ္စရှိလို့ကျွန်တော်ခေါ်ခိုင်းလိုက်တာလဲ။ရာမူးရေနေ့အကိုထွက်သွားပြီးရေနောက်ငါတို့အိမ်ရဲ့အခြေအနေကလည်းတော်တော်လေးဆိုးနေပြီ။နင်သာငါရဲ့သမီးလေးတွေကိုလေယာစိုက်ပြောရေးလုံကံဘလို့လှောက်ရလဲဆိုတာသင်ပေးမယ်ဆိုရင်တော့ ငါတို့လည်းစိတ်အေးတတစွာနဲ့နေထိုင်နိုင်သွားလိမ့်မယ်။အဟုတ်ပြီဟုတ်ပြီ။ကျွန်တော်တင်ပေးလို့ရတယ်ဒါပေမဲ့အားလုံးပဲတေးသေးချာချာလိုက်နာရမယ်နော်။ဟုတ်ကဲ့ပါဦးလေးရဲ့ကျမတို့လိုက်လုံနိုင်ပါတယ်ကျမတို့ကိုတင်သာတင်ပေး။ဒါဆိုရင်တော့မနှက်ဖြတ်မနှက်မိုးလင်းအစောကြီးလေတဲ့စင်လာခဲ့ကြ။နောင်လေးမနှက်မိုးလင်းတာနဲ့ညီမတို့ရောလုံကလည်းလေတဲ့စင်သွားခဲ့ကြပါရဲ့။ရာမူကလည်းသူတို့ကိုတေးသေးချာချာရှင်းပြပြီးအလုံးလုံးဂိုင်းပုံတွေကိုလည်းတင်ပေးခဲ့ပါရဲ့။ကဲခလေးတို့ရေအခုဆိုရင်တော့စောင်းရသည်ကလည်းရောက်တော့မှာ။ ဒီအချိန်ဆိုရင်တော့မုံလာဥနီစိုက်ပြောရမယ့်အချိန်ပဲနေတို့လေလေထဲမှာမုံလာဥနီတွေစိုက်ပြောတဲ့တယ်ဒါနဲ့ဦးလေးမုံလာဥနီဆိုတာဘာကြီးလဲတခါမှမမြင်ဘူးသမီးလေးရေစောင်းရတီရောက်တော့မယ်ဆိုရင်တော့မုံလာဥနီကိုစိုက်ပြောလို့ရတယ်မုံလာဥနီနဲ့လှုပ်ရှားလို့ရတယ်မုတ်တွေကအများကြီးပဲရှိရယ်မုံလာဥနီဟလဝါဆိုရင်တော့တတော်လေးကောင်းပြီးတော့အရသာရှိအောင်ဟုတ်လားဒါဆိုရင်တော့သမီးတို့လေရစိုက်ပြောရေလုံကအောင်မြင်သွားတဲ့အခါကျရင်တော့ပထမဦးဆုံးမုံလာဥနီဟလဝါလှုပ်ရှားကြမယ်ဟိ ဒီလိုနဲ့ညီမ၃ရောက်လုံးပေါင်းပြီးတော့မုံလာဦးနေတွေကိုစိုက်ပြိုးခဲ့ကြပါတော့တယ်။နေနေညာစ조사ပန်းစားနဲ့ညီမ၃ရောက်လုံးကလည်းအလုပ်တွေကိုလုပ်ကိုင်းခဲ့ကြပါတယ်။တရက်မှာတော့အငယ်ဆုံးသမီးလေးကလည်းတတော်လေးနဲ့မကောင်းဖြစ်သွားခဲ့ပါတော့တယ်။အမအကြီး၂ရောက်လုံးကလည်းညီမငယ်လေးကိုစီအောင်ကိုခေါ်သွားပြခဲ့ကြတာပေါ့။ဒါပေမဲ့ပတ်စံမရှိတဲ့အတွက်ဆရာဝန်တွေကလည်းစေကူတောင်းမပေးနိုင်ဘူးဆိုပြီးညှင်းဆော်ခဲ့ကြပါတယ်။သမီးအကြီးဆုံးကလည်းသူ့ရဲ့ဦးလေးဖြစ်သူရောင်မိုးစီကိုတွားပြီးပြောလိုက်ပါတော့တယ်။ဦးလေး အဆင်ပြေမယ်ဆိုရင်တော့ပတ်စံနည်းနည်းလောက်ချီးပေးလို့ရမလားကျမရဲ့ညီမလေးအရန်နေမကောင်းဖြစ်နေတယ်ကျမတို့စီမှာသုံးဆွဲဖို့အတော်ပတ်စံကလည်းမရှိတော့ဘူးရှင်ဆရာဝန်တွေကလည်းဈေးကူတော့မပေးနိုင်ဘူးဆိုပြီးတော့တခါရင်ညင်းစော်ပြစ်လိုက်တယ်ဘလို့ပတ်စံပေးရမှာလဲငါလေးကိုပတ်စံမချီးပေးနိုင်ပါဘူးကျွန်တော်ရှိမှာစားတော့ဖို့အတွက်တောင်မှပတ်စံကရှိရမဟုတ်ပဲနဲ့ဘဲကပတ်စံနဲ့ငါ့ရဲ့ပတ်စံတွေကိုလည်းပြန်ဆက်မလဲဦးလေးရဲ့ကျမတို့အဆင်ပြေတယ်လို့ရအောင်ပြန်ဆက်ပေးပါမယ်ကျမပြောတဲ့စကားကိုယုံကြည်ပေးပါဦးလေးရဲ့ အေးအေးအေးဟုတ်ပြီဟုတ်ပြီဒါဆိုလို့ရှင်တော့ငါနည်းကိုယုံကြည်ပေးလိုက်မယ်တောင်းဆိုစရာတခုတော့ရှိတယ်ဘာတောင်းဆိုမှလဲဦးလေးရဲ့ပြောပါရှင်ပြောပါနင်းလေထဲမှာမုံလာဦးနေရေစိုက်ပြောထားတယ်မလားအရိရဲ့တဝတတီနင်းငါ့ကိုပေးရမယ်ဟုတ်ကဲ့ပါဦးလေးရဲ့ကောင်းပါပြီရှင်ကောင်းပါပြီကျမမုံလာဦးနေတဝပေးမယ်နော်ဦးလေးဖြစ်တော်မူကလည်းပတ်စံထုတ်ပေးလိုက်တဲ့အခါမှာတော့သမီးအကြီးဆုံးကစေယောင်ကိုအမြန်ဆုံးသွားပြီးသူညီမလေးကိုစေကူတာပေးခဲ့ပါရီ ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားခဲ့ပြီးညီမငယ်လေးကလည်းနေပြန်ကောင်းကျမသွားခဲ့ပါတော့တယ်။မௌလာဦးနေတွေကတော့တတော်လေးအထွက်ကျိုးပါတယ်။နင်တို့အားလုံးစူးစမ်းပန်းစားနေလောက်ကိုင်းခဲ့ကြတာပဲမௌလာဦးနေကတတော်လေးအထွက်ကျိုးတယ်။ဒီတစ်ခေါက်တော့ပတ်စံလဲကောင်းကောင်းရှားလိမ့်မယ်။ဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်နင်တို့အတွက်လည်းကောင်းတဲ့ရက်တွေကိုရောက်ရှိလာခဲ့ပြီနော်။ဟုတ်တယ်ဦးလေးရေဟုတ်တယ်ကျမတို့လည်းဘဝမှာအတက်အကျတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ညီမလေးကမௌလာဦးနေဆိုင်ခင်အစဉ်ပြေသွားတဲ့အခါကျရင်တော့ မော်လာဦးနေဟလဝါလေးစားခြင်းတည်းဆိုပြီးတော့ပြောထားတယ်။အေးဟုတ်ပြီလေဒါဆိုရင်တော့ဒီနေ့လေရက်ကပြန်လာတဲ့အခါကျရင်တော့မော်လာဦးနေလေးအနေငယ်လောက်ယူလာခဲ့ပါဦး။ဒါနဲ့ဦးလေးကမော်လာဦးနေကိုဘာလုပ်မလို့လဲ။နင်တို့အားလုံးစားခြင်းနေမော်လာဦးနေဟလဝါလုပ်ကျွေးမလို့လေ။ငါတို့မှအငယ်ဆုံးလေးလည်းအရန်ကိုဝမ်းသာပြောရွှင်သွားလိမ့်မယ်။ဒီလိုနဲ့ရာမိုးနဲ့အတူတူသူ့ရဲ့တုံးမလေးနှစ်ယောက်လုံးကလည်းလဲရဲကိုသွားခဲ့ကြပါရဲ့။ကဲသွားသမီးလေးတို့ရေ။ဟလဝါလုပ်ဖို့အတွက်မော်လာဦးနေကိုခိုးယူလာခဲ့လိုက်။ ကျန်တဲ့မုံလာဥနေတွေအကုန်လုံးကိုတော့ဈေးထဲမှာရောင်းချရမယ်။ညီမနှစ်ယောက်လုံးကလယ်ထဲမှာရှိတဲ့မုံလာဥနေအနေငယ်ကိုခိုးသွားခဲကြပြီးကျန်တဲ့မုံလာဥနေတွေအကုန်လုံးကိုတော့ရာမူးကိုယ်တိုင်ဈေးထဲမှာရောင်းချလိုက်ပါရီ။ရှားရှိတဲ့ပတ်စံတွေအားလုံးကိုတော့ရာမူးကလည်းသူ့ရဲ့မရေဖြစ်တော့ဘင်မလာကိုလာပေးခဲ့ပါရီ။ကဲရော့မရေရေမရေရဲ့သမီးလေးတွေလောက်ကင်ထားတဲ့ကြိုးစားအားထုတ်မှုရရှာလာပဲ။တကယ်ပြောတာတူမလေးတွေကတကယ်အရန်ကိုတော်ကြတယ်။ရာမူးကသမီးအကြီးဆုံးလေးကိုလည်းပြောလိုက်ပါရီ။ ကဲတမီးလေးအခုနောက်တော့ကယူသွားတယ်မဟုတ်လားဥနေတွေကိုရေသေးချဆေးပြီးသွားပြီဆိုရင်တော့တည်တည်ချာချာလေးချစ်ထားလိုက်နော်ဥလေးဈေးရဲသွားပြီးနောက်ထပ်လိုအပ်တဲ့ပစ္စည်းတွေအားလုံးသွားဝယ်လာခဲ့မယ်ညီမနှစ်ယောက်အလုံးကလည်းမဟုတ်လားဥနေတွေကိုရေသေးချဆေးပြီးနောက်မှာတော့ချစ်ထားခဲ့ကြပါရီရာမူကဈေးရဲကနေဟလဝါလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုယူလာခဲ့ပြီးနောက်မှာတော့ဟလဝါထိုးလိုက်ပါရီသူရဲ့ဒုမလေးနှစ်ယောက်အလုံးကိုလည်းဟလဝါဘလို့ထိုးရလဲဆိုတော့ကိုတေချာတင်ပေးလိုက်ပါရီ ညီမလေးအကြောင်းကားနေပြန်လာနေတော့ပြီသူပြန်လာလို့ရှိရင်တော့ဟလိုဝါတွေ့ပြီအရန်ကိုပြောသွားလိမ့်မယ်ဒါနဲ့အမေသမီးတို့ရရှိတဲ့ပတ်စံရဲ့အမြတဝကိုတော့ဦးလေးကိုပေးလိုက်ပါဦးလေးကသမီးတို့အမှန်တကယ်လိုအပ်နေခဲ့တဲ့အချိန်မှာအကူအညီပေးခဲ့တယ်ဗီမလာကလည်းပတ်စံတဝက်ကိုထုတ်ပြီးတော့သူရဲ့သမီးအကြီးဆုံးကိုပေးခဲ့ပါတယ်ခဲသွားသမီးလေးရဲ့ဒီပတ်စံတဝက်ကိုနင်းရဲ့ဦးလေးကိုတွားပေးလိုက်ဟုတ်ကဲ့ကောင်းပါပြီမမေကျောဦးလေးရဲ့ဒီမှာသမီးတို့ရတဲ့အမြတ်ထဲကတဝက်ဒါနဲ့ဘာဖြစ်လို့ဒါကိုပေးနေရတာလဲ ညီမလေးနေမကောင်းဖြစ်တဲ့အချိန်တော့ကဦးလေးရှိကတမီပတ်ဆန်လာချီးခဲ့တယ်လေအဲဒီတုန်းကလေယာစိုက်ပြောမည်ရဲ့အမြတ်တဝက်ကိုယူမယ်ဆိုပြီးတော့လေပြောခဲ့တယ်။အော်တမီလေးရဲ့ဦးလေးကိုခွန်းလို့ပါအဲဒီတုန်းကအခုလိုပြောခဲ့မိရဲ့နော်တမီတို့နဲ့နေနေရင်းနေနေရင်းနဲ့တမီတို့အပေါ်အများကြီးတန်ရောစင်ဖြစ်မိတယ်။နေတို့ကငါ့အထွက်တော်ငါ့ရဲ့ကလေးတွေလိုမျိုးပါပဲအဲဒါကြောင့်ငါဘာမှမလိုချင်တော့ဘူးဦးလေးရဲ့ဦးလေးကတမီတို့ကိုလိုအပ်တဲ့အချိန်မှာအများကြီးအကူအညီပေးခဲ့တယ်။အဲဒီတော့ကြောင့်မလို့မတောင်းမှန်ပါနဲ့နော် ပြောနေတဲ့တမီးအကြီးဆောင်လေးကငုံနေခဲ့ပါရဲ့။ရောင်မူးကလည်းသူ့ကျမအကြီးကိုသူ့ရဲ့တမီးလေးလိုမျိုးဖတ်ထားခဲ့ပါရဲ့။ခဏကြာတော့ညီမအငယ်ဆောင်လေးရောက်ရှိလာခဲ့ပါရဲ့။ညီမလေးရဲ့ဒီမှာကြည့်ပါအောင်။ဦးလေးကညီမလေးစားဖို့အတွက်ဘာလုပ်ထားလဲဆိုတာဒီမှာကြည့်လေ။ဟာမုံလာဦးနီဟလိုဝါလား။ဒါဆိုရင်တော့အားလုံးပဲအတူတူထိုင်စားကြမယ်။စားပြီးတော့တဲ့အခါကျရင်တော့အရသာဘလို့ရှိလဲဆိုတာကိုလည်းပြောပြအောင်နော်။ဦးလေးရဲ့တမီးဘိုးကမှပထမအိုးဆောင်အကြိမ်မုံလာဦးနီဟလိုဝါကိုစားဖို့ရပါပဲ။ ဒါတော်တော်လေးအရသာရှိရဲ့တိလားဟုတ်တယ်ဦးလေးရဲ့အခုလိုစောင်းရသည်မှာမုံလာဦးနီဟလွာကတကယ်အတော်စားလို့ကောင်းကြပဲနော်အားလုံးကလည်းပျော်ရွှင်စွာနဲ့ပဲမုံလာဦးနီဟလွာတွေကိုအားပါတရားစားတောက်ခဲ့ကြပါရဲ့နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့အရသာရှိရဲ့ထမင်းဆိုင်ဆိုတဲ့ပုံပြလေးပဲဖြစ်ပါရဲ့အားရှာနေဂျိုတီတို့ဆိုတာကတော့စင်ရဲတဲ့အမွန်ကြီးမာတွေပဲဖြစ်ကြပါရဲ့မိဘတွေကတော့ကွဲလွန်သေးဆုံးသွားခဲ့ကြပါပြီ မိဘရင်းမရှိတော့တဲ့နောက်ပိုင်းမှာတော့ညီမနဲ့အောင်လုံးကရွာမှာထမင်းဆိုင်လေးဖွင့်လှစ်ရောင်းချနေခဲ့ကြပါရဲ့။ကံကတော့အရန်ကိုစိုးရှာပါရဲ့။သူတို့ထမင်းဆိုင်လေးဖွင့်ပြီးရောင်းချနေခဲ့ပေမဲ့ပတ်စံကတော့အများကြီးမရှာနိုင်ခဲ့ကြပါဘူး။အကြီးမကတော့အာရှဖြစ်ပြီးအငယ်မကဂျိုတီပါ။အခုတလောဂျိုတီတယောက်တတော်လေးနေမကောင်းဖြစ်နေခဲ့ပါရဲ့။သူမအရင်တုန်းကတော့ကျမ်းမကြီးအရန်ကောင်းပါရဲ့။သူမကစကားတွေလည်းအရန်ကိုများပြီးကြက်သူရွေးတကောင်လိုမျိုးပါပဲ။အခုတလောသူမစကားလေးကောင်းကောင်းမပြောတော့တယ်လို့မျိုး ဆရာကမင်းမတစ်ခေါက်လောက်သာဖြေပါတော့တယ်။ကျိုသည်ငါးညမလေးငါအရန်ချေရတဲ့ငါးအချစ်ဆောင်ညမလေးဘာဖြစ်သွားရလဲဟဲ့နေရတကယ်ပါပဲ။ရုပ်တရက်ကြီးဘာလို့ဒီလောက်တောင်မှပြောင်းလဲသွားရတာလဲ။နေအရင်တုန်းကဆိုရင်တော့အရန်ကိုတွတ်လိုက်တော့အခုစားလည်းမစားတော့လည်းမတော့စကားလည်းမပြောတော့ဘူး။ကျိုသည်ရဲ့ကျိုသည်ညမလေးညမလေးတခုခုပြောပါအောင်ညမလေးရဲ့နေဘာဖြစ်လို့ရင်ငုံနှောက်ပိတ်ပြီးတော့နေနေရတာလဲ။ကဲရော့ရော့ရော့ဒီမှာထမင်းနဲ့နဲ့စားပါအောင်။အမညီမကဘာမှလာကြွေးမနေပါနဲ့ညီမဘိုင်းမစားဘူး။ ထမင်းတွေးပြီးဆိုတာနဲ့ညီမအရင်အန်ကျင်နေငါတို့ဇာတော့ဆိုင်လေးကကောင်းကောင်းမရောရပါဘူးဆိုနေမှာနင်းပါအခုလိုနေမကောင်းဖြစ်နေတော့ငါဘလို့လောက်ရမှာလဲမမရေညီမလေးကိုကဲပါတော့ညီမလေးကိုကဲပါဒီပုံစံတိုင်းဆိုင်တော့ညီမလေးလည်းအဖေနဲ့အမေအနောက်ကိုလိုက်သွားတော့မယ်နဲ့ကြိုပါရစေစက်ပိတ်ထားစမ်းမှချိုတီးရဲ့နင်းပါလို့အခုလိုပြောနေရတာလေနင်းတော့မရှိတော့ဘူးဆိုရင်တော့ငါရောအသက်ရှင်နေထိုင်နိုင်လိမ့်မယ်လို့နင်းထင်နေရလားငါတယောက်တည်းဘလို့အသက်ရှင်ရမှာလဲနင်းသေးလို့ရှင်ငါလည်းနေနဲ့အတူတူလိုက်သေးပြင်ပါနော် ဒီလိုနဲ့အာရှကလည်းအပြင်ကိုထွက်သွားခဲ့ပြီးနောက်မှာတော့သူ့ညီမလေးကျော်သည့်အကြောင်းစဉ်းစားနေနဲ့ငိုပဲငိုနေခဲ့ပါတယ်။သူမတယောက်တည်းလည်းပြောနေခဲ့မိပါတယ်။အိုးဖျားသခင်ကျမတို့ဆင်းရဲတဲ့ညီမနှစ်ယောက်လုံးရဲ့ကံကျမကိုပြောင်းဝဲပေးပါကျမတို့ကိုအကူအညီပေးပါအောင်ရှင်။ကျမရဲ့ညီမလေးကျော်သည့်အမြန်ဆုံးနေပြန်ကောင်းကျမသွားပါစေ။သူအခုလိုဖြစ်နေတာကိုကျမထပ်ပြီးတော့မကြည့်ရတော့ဘူး။ကျမတို့ရဲ့ထမင်းဆိုင်လေးကလည်းနည်းနည်းလေးမှရောင်းရတာမဟုတ်ဘူး။ဒီလောက်ထိဒုက္ခတွေနဲ့ရင်ဆိုင်နေရတာကျမတို့ဘယ်လိုလုပ်အသက်ရှင်နိုင်ကြမလဲ။ အာရှလေးငုံနေရင်ငုံနေနဲ့မြကန်းတစ်ပေးကိုသွားလိုက်ပါတယ်။သူမမြကန်းတစ်ပေးမှာလမ်းလျှောက်နေနေပဲရွာတကြီးရဲ့အိမ်နားရောက်သွားပါတယ်။ရွာတကြီးရဲ့အိမ်မှာတော့လူကြီးတွေအားလုံးထိုင်ပြီးစကားပြောဆုံနေကြကြပါတယ်။အရင်နေ့မှာတိုင်းစေးစရာကြီးနဲ့အတူတူတခြားလူကြီးတွေလည်းရှိနေပါတယ်။ငုံနေတဲ့အာရှကိုတွေ့ကြရတဲ့အခါမှာသူတို့ကရှိမောနေကြကြပါတယ်။မသိလို့ရှင်တော့အောင်မြင်သွားတယ်လို့မျိုးကိုပြောရွှေနေကြကြတာပါ။ရောင်ရည်နေနေနဲ့ပဲအာရှကိုပြောလိုက်ပါတယ်။ကဲအာရှ နေညမလေးနေမကောင်းဖြစ်ပြီးတော့မကြမ်းမမာဖြစ်နေလို့နေငိုနေရလားငိုမနေပါနဲ့အာရှာရင်ငိုမနေနဲ့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်နေညမလေးလည်းနေပြန်ကောင်းကြမှာသွားလိမ့်မယ်ဒါပေမဲ့ဒါပေမဲ့ဗာလဲဆရာကြီးရဲ့ပြောပါအောင်ရှင်ပြောပါအောင်အဲ့ဒီအတွာနေ့အနေနဲ့ငါတို့ခိုင်းတဲ့အလုပ်တစ်ခုကိုလုပ်ပေးရလိမ့်မယ်အာရှာရဲ့နေသားဒီအလုပ်ကိုလုပ်မယ်ဆိုလို့ရှင်တော့နှစ်ဖက်လုံးကနေပြီးအမြတ်ရရှိလိမ့်မယ်ဒါနဲ့ဘာပြောတာလဲရွာတကြီးရဲ့ဘာကိုပြောချင်တာလဲအေးအာရှာရဲ့ရွာတကြီးပြောနေတဲ့စကားကတော့အမှန်ပဲ နေညမလီကလည်းနေပြန်ကောင်းကြမှာသွားလိမ့်မယ်။နေရဲ့စီးပွားရေးအခြေအနေကလည်းအရင်တုန်းကနဲ့မတူပဲအရှမ်းကိုကြိုတက်ပြောင်းလဲကောင်းမွန်လာမှာ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာအာရှာလည်းအရှမ်းကိုဝမ်းသာပျော်ရွှင်သွားခဲ့ပြီးတိုင်းစည်းစရာကြီးကိုပြောလိုက်ပါတယ်။ဟုတ်ကဲ့ပြောပါ။ကျွန်မဘာလို့ရမလဲဆိုတာကိုသာပြောပြပါအောင်။ဘာမှအများကြီးလုပ်စရာတော့မရှိပါဘူးသမီးလေးရဲ့အခုငါဆေးပေးလိုက်မယ်။အဲ့ဒီဆေးကိုတော့နေရညမလေးကိုတုံးရှာလောက်အချိန်မှန်တိုက်လိုက်။အဲ့ဒီခါကျရင်တော့သူ့အရင်ပုံစံအတိုင်းနေပြန်ကောင်းကျန်းမာသွားလိမ့်မယ်။ ဟုတ်တယ်။ပြီးတော့တဲ့ခါကျရင်တော့ဒီတစ်ခေါက်ငါတို့ပေးလိုက်တဲ့ဆေးရည်ကိုပဲအသုံးပြုပြီးတော့လုံခန်းတွေအောင်မြင်လာအောင်လို့လို့ငါတို့သုံးရောက်လုံကအရန်ကိုဝေးတဲ့တောကြောင့်တနေရာကနေအစွမ်းထက်တဲ့ဆေးပြင်ဆေးမြစ်တွေအများကြီးမှယူထားတယ်။ငါတို့ပေးလိုက်တဲ့ဆေးရည်ကိုလည်းထဲမှာထည့်လိုက်မယ်ဆိုတာနဲ့လေယာဆိုင်ပြိုးရီလုံခန်းတစ်ခုလုံးအောင်မြင်သွားမယ်။တီးနှံတွေကလည်းအရင်တုန်းကထက်နှစ်ဆပိုပြီးတော့တိုးလာလိမ့်မယ်။ကဲနားလေလား။ဒါပေမဲ့ဦးလေး ကျမရဲ့လေထဲမှာဘာအသေးနံမှစိုက်ပြောလို့မရဘူးဘာမှလည်းဖြစ်ထွန်းတာမဟုတ်ဘူးလေစောင့်ကြည့်နေလိုက်စောင့်ကြည့်နေလိုက်ဒီတစ်ခေါက်ကျော်နင်းရဲ့စိုက်ပြောမြေတစ်ခုလုံးဖြစ်ထွန်းလိုက်မယ်ငါတို့ပေးလိုက်တဲ့ဈေးရီကိုအရင်ဆုံးအတောင်းပြူကြည့်လိုက်စမ်းမအောင်ကွာဟုတ်တယ်ဟုတ်တယ်နင်းရဲ့လေရစိုက်ပြောမြေသားဖြစ်ထွန်းသွားပြီဆိုရင်တော့နင်းကလည်းထမင်းဆိုင်ကိုပို့ပြီးတော့စူးစမ်းအားထုတ်လုပ်ကိုင်းနိုင်မယ်ဈေးတသက်တသာနဲ့ရောင်းချတဲ့အခါကျလို့ရှင်တော့ဝယ်သူတွေလည်းအများကြီးတိုးလာမှာပေါ့ပတ်စံလည်းအများကြီးချလိုက်သွားတဲ့အခါကျလို့ရှင်တော့မကောင်းပေဘူးလား ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်။ကျွန်မအားလုံးပြောတဲ့စကားကိုယုံကြည်ပါတယ်။ဒါနဲ့ကျွန်မဒီဆေးရည်ကိုဝယ်ဖို့အကြွာပတ်စံဘလောက်တောင်မှပေးရမှာလဲ။ဘာလို့ပတ်စံပေးရမှာလဲ။ငါတို့နေ့စီကောင်းနေပြီးတော့ပတ်စံမယူပါဘူး။ဒီအစွမ်းထက်နေတဲ့ဆေးရည်ကိုငါတို့နေ့ကိုအလကားပေးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ဟာရှောက်ကိုတိုင်ကလည်းအားလုံးပြောနေတဲ့စကားတွေကိုယုံကြည်သွားခဲ့ပါတယ်။တိုင်းဆက်စီယာကြီးပေးတဲ့ဆေးကိုအားရှာယူလာခဲ့ပြီးသူရဲ့ညီမလေးကိုဂယူတစိုက်တိုက်ပေးလိုက်ပါတယ်။သူတို့ပြောတဲ့အတိုင်းပဲ၃ရက်အတွင်းမှာပဲ ဂျော်တီနေပြန်ကောင်းဂျမလာတော့ကိုတွေးလိုက်ရပါတယ်။ဒီနောက်မှာတော့သူတို့ပေးလိုက်တဲ့ဈေးတွေကိုသူရဲ့လေထဲမှာအသုံးပြုလိုက်ပါတယ်။သူရဲ့ဘာတစ်ခုမှစိုက်ပြောလို့မရတဲ့လေကအခုဆိုရင်တော့အထွတ်အထိုးဆုံးဖြစ်လာခဲ့ပါပြီ။တာမန်လေရီမြေရီထက်ကိုသူရဲ့စိုက်ပြောမြေကပို့ပြီးတော့အထွတ်ကျိုးခဲ့တာပါ။ဒီမတိအောင်လုံးကလည်းဒါရီကိုမြင်တွေ့ခဲ့ရတဲ့အခါမှမယုံကြည်နိုင်တော့အောင်ဖြစ်နေခဲ့ပါတယ်။ဒါရီကိုမြင်တွေ့ခဲ့ရတဲ့အခါမှာတော့အာရှနဲ့ဂျိုတီတို့နှစ်ယောက်လုံးကလည်းမျက်လုံးတွေ့ပြိုကျဲသွားခဲ့ရပါတယ်။ဒီနောက်အာရှကလည်းပြောလိုက်ပါတယ် ြည်ပါဦးငါရရဲ့မြေထဲကနေပြီးတော့ဘလောက်ကြောင်မှအထွက်တိုးလိုက်တလေထင်တော့မထင်ထားဘူးဟုတ်တယ်ဟုတ်တယ်ဒါရီအားလုံးကတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲဘုရားသခင်ကအကူအညီပေးခဲ့လို့အခုလိုမျိုးအဆင်ပြေအောင်မြင်လာခဲ့ရနော်အယူမရေဒါကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်မဟုတ်ပါဘူးငါတို့ရွာမှာရှိတဲ့ရွာတကြီးနဲ့သူ့ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကြောင့်ပဲတိုင်းဆစ်ဆရာကြီးကလည်းငါတို့အများကြီးအကူအညီပေးခဲ့သူတို့ပေးလိုက်တဲ့ဈေးပင်ဈေးမြေတွေကြောင့်တော့ငါတို့အခုလိုမျိုးအောင်မြင်လာခဲ့တာသိရလား ဘုရားသခင်တို့တော့၃ယောက်လုံးကိုကောင်းချီးပေးပါစေ။အရင်းလျားဆော့ပြီးဂျိုတီးနဲ့အာရှတော်၂ယောက်လုံးရဲ့ဘဝကလည်းပြောင်းလဲသွားခဲ့ပါပြီ။တို့ဆိုင်ကလည်းအရင်တုန်းကထပ်ပေါ်မှုအဆင်ပြေလာခဲ့ပါပြီ။အိမ်မောင်ဆိုလို့ရှိရင်လည်းရှိခါအပြည့်အမြဲတမ်းရှိနေခဲ့တဲ့အတွက်ဘာကိုမှစိုးရင်ပူပန်စရာမလိုပဲအလုပ်တွေကိုဖြောင်းဖြောင်းတန်တန်လုပ်နိုင်သွားခဲ့ကြပါပြီ။တို့ရှိမှလည်းရဆိုင်ပြွေးလုံကအောင်မြင်လာခဲ့တဲ့အတွက်သမင်းဆိုင်ကိုလည်း ပုံမအယုံဆိုင်လောက်ကိုင်းနိုင်ပြီးဈေးတတတာနဲ့ရောင်းချနိုင်သွားခဲ့တဲ့အခါမှာတော့ဖောက်တယ်တွေအရင်တုန်းကထပ်တိုးလာပါတယ်။ဝယ်သူတွေကလည်းဈေးတတာပြီးလက်ဆက်နေတဲ့ထမင်းဟင်းတွေကိုစားတောက်ရတဲ့အခါမှာတော့အရန်ကိုတိုးလာခဲ့ရပါဘော။ထမင်းကိုဈေးတတတာနဲ့ရောင်းချနေခဲ့ပြီးပတ်စံတွေအများကြီးကိုလည်းညီမနှစ်ယောက်ရှာဖွေနိုင်သွားခဲ့ကြပါတယ်။အခုညီမနှစ်ယောက်လုံးကလည်းဝမ်းသာပျော်ရွှင်နေခဲ့ကြတာပေါ့။ကဲကြည့်စမ်းပါဦး။ငါတို့ထမင်းဟင်းတွေကိုဈေးတတတာနဲ့ရောင်းချပြီးပတ်စံတွေအများကြီးရှာဖွေနိုင်နေရဲ့နော်။ဒါဘလောက်ကြောင့်မှပြောစရာကောင်းလိုက်တယ်လေ။ ငါတို့ပတ်စံကိုတေးချရှာနိုင်ပြီးပတ်စံတွေကိုလည်းတေးချဆုဆောင်ထားရမယ်။အင်းဟုတ်တယ်နော်အဆင်ပြေတယ်အဆင်ပြေတယ်။ငါတို့စီးပွားရေးလုပ်ငန်းအခြေအနေဒီပုံစံအတိုင်းပဲဆက်ပြီးသွားနိုင်မယ်ဆိုလို့ရှင်တော့နောက်အနေငယ်ကြာရင်ငါတို့အိမ်တော်မှပြောင်းနေနိုင်သွားလိမ့်မယ်တိလား။ဒီထက်ပိုကောင်းတဲ့အိမ်ကြီးမှာနေထိုင်နိုင်ကြရတော့မှာ။အေးဟုတ်တယ်ဖရဲသခင်နေပြောတဲ့စကားတွေအကုန်လုံးကိုအမှန်အတိုင်းဖြစ်သွားအောင်လုပ်ပေးပါစေလို့ပဲဆုတောင်းရမယ်နော်။ပါရှာရဲ့စိုက်ပြိုးလို့မရတဲ့လေတွေကနေဒီလောက်တောင်မှအထွက်တွေတိုးနေအောင်ကိုကြွေးကြရတဲ့အခါမှာတော့ ကျွာမှာရှိတဲ့တောင်သူသမားတွေအကုန်လုံးကလည်းအရန်ကိုအံ့အားသင့်နေခဲ့ကြပါတယ်။ဒီနောက်မှာတော့တခြားတောင်သူလည်းသမားတွေအကုန်လုံးကလည်းသူတို့ရဲ့လောကချက်တွေကိုသိရှိသွားခဲ့ပြီးသူစံပြီးမော့အစွမ်းထက်နေတဲ့ဆေးတွေကိုရှူဖို့အတွက်ကျွာတကြီးရဲ့အိမ်ကိုသွားပြီးတောင်းခဲ့ကြပါတယ်။သောရောက်သားကလည်းတောင်သူတွေအကုန်လုံးကိုဆေးတွေရောင်းချပေးခဲ့ပြီးနောက်မှာတော့ပတ်စံတွေလည်းပြန်လဲရှောက်ဖွေနိုင်ခဲ့ပြီးသူတို့အားလုံးလည်းချမ်းသာနေကြပါပြီ။ကဲတိုင်းဆေးဆရာကြီးခမည်းပေးလိုက်တဲ့ဆေးတွေကတကယ်တော်လေးအစွမ်းထက်တာပဲ ကျွန်တော်တို့အတွက်လည်းအများကြီးကိုအမြတ်တွေထွက်လာတယ်နော်။ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့တောင်းရောက်လုံးပေါင်းပြီးလုပ်တဲ့အလုပ်ကအခုဆိုရင်တော့အတော်လေးအဆင်ပြေပြီးအမြတ်တွေလည်းထွက်နေပြီ။အိမ်ကမိကန်တက်တာမှလည်းပတ်စံတွေကအပြည့်ပဲ။အခုမှအစပဲရှိသေးတယ်ခဏလေးထပ်ပြီးရောစောင်းလိုက်အောင်။သူတို့ကလေယာဆိုင်ပြိုးရေလုံခန်းကိုအခုမှစတင်လုပ်ကင်ကြမယ့်အချိန်ပဲရှိသေးတယ်။တီးနံတွေဖြည့်ထွန်းလာခဲ့တဲ့အခါကြလို့ရှင်တော့မိကန်တက်တာမှပတ်စံကထဲလို့တော့လောက်မှမဟုတ်တော့ဘူး။ကြည်စမ်းကြည်စမ်းဒီရွာသူရွာသားတွေကတော်တော်လေးကိုတုံးကြတယ်နော်။ ငါတို့ဘာတွေလုပ်နေလဲဆိုတော့ကိုလည်းတို့ဘာမှမသိပဲနဲ့ဟုတ်တယ်တို့နောက်ဆုံးဒုက္ခတွေအကြီးအကျယ်တွေ့တဲ့အခါကြောင့်လို့ရှင်လဲငါတို့စီကိုပဲပြန်ပြီးတော့ပြေးလာကြရမှာငါတုံးတွေအယူတွေငါတို့ကကို့အကျိုးတော့ပဲကိုလုံးနေကြရဲဆိုတော့ကိုတို့မှမသိတာတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုတိတ်မကြခင်မှာငါတို့အားလုံးတိမ့်ပိုက်ခွင့်ရတော့မယ်ရွာမှာရှိတဲ့လူကြီးလူကောင်း၃ယောက်လို့အားလုံးထင်မှန်နေကြရဲရွာတကြီးတိုင်းစီစီအကြီးနဲ့သူရဲ့တငယ်ချင်း၃ယောက်လုံးကတော်တော်လေးလောဘကြီးကြပါရဲ့ သူတို့ကမော်အစွမ်းထတဲ့ဈေးတွေဆိုပြီးရောင်းချပေးနေခဲ့တဲ့အရာတွေကတော့ဘာမှမော်အစွမ်းထတဲ့ဈေးတွေမဟုတ်ပဲနဲ့ကမီကယ်ရီအများကြီးပါနေတဲ့ဓာတ်မြေဩဇာတွေသာဖြစ်ပါတယ်။သူတို့ကဒါတွေကိုအတုံးပြလိုက်တဲ့အခါမှာလေယာဆိုင်ပြောရေးလုပ်ငန်းတွေကတော့တော်တော်လေးအထွက်တိုးလာခဲ့ပါတယ်။ဒီဟင်းသီးဟိဝတ်တွေကိုလူတွေစားတောက်ခဲ့တဲ့အခါမှာတော့ကျမတွေတွေမကောင်းဖြစ်လာခဲ့ပြီးနေမကောင်းဖြစ်ကောင်းကြရပါတယ်။နောက်ထပ်ရအနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဒါတွေကအမှန်တကယ်ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါမှရှိတဲ့သူတွေကဒါတွေကိုစားတော့ပြီးနောက်မှာတော့ဂျိုသီးလိုမျိုးပဲနေမကောင်းဖြစ်ပြီးအရာပေါ်မှာလဲကောင်ကြပါတော့တယ်။ဒီနောက်မှာတော့တိုင်းရင်စေးဆရာကြီးရဲ့အိမ်အရှိမလူတွေအကုန်လုံးကလည်းနေမကောင်းဖြစ်နေတဲ့အကြောတန်းစီပြီးစောင်းဆိုင်ကဆေးဝေးကိုဝယ်ယူခဲ့ကြပါတယ်။ဘလို့လို့ရမလဲဆရာကြီးရဲ့ကျွန်တော်တမျိုးကြီးဖြစ်နေတယ်။ထမင်းစားတော့လို့လည်းလုံးဝမကောင်းဘူး။ထမင်းကိုမြင်ပြီးဆိုတာနဲ့အံ့ကျင်နေ။ဟုတ်တယ်ဆရာကြီးရဲ့ဟုတ်တယ်။ကျွန်တော်တို့အိမ်တွေမှာလည်းဒီပုံစံအတိုင်းပဲဖြစ်နေရလေ။အိမ်မှာစားတော့ဖို့အတွက်အပြည့်အစုံရှိနေပေမဲ့ဘာမှမစားခြင်းဘူး။ ဒါကတော့မကောင်းတဲ့ကိစ္စတွေပဲတော်တော်လေးအကြီးအကျယ်မကောင်းတဲ့ကိစ္စတွေကဖြစ်နေပြီဒီအတော့ခမရတို့ဈေးကိုပဲယူပြီးတောက်ရလိမ့်မယ်ဈေးတွေကလည်းတော်တော်လေးဈေးများနေနော်ခမရတို့နေပြန်ကောင်းကြမှာကျနေဆိုလို့ရှင်တော့ခမရတို့မှာဘာရှိလဲအကုန်လာပေးလဲရီမြေရီရရီအိမ်တွေလက်ဝဲလက်စားတွေအားလုံးကိုလိုအပ်တယ်ကျွန်တော်တို့အားလုံးကူညီပြီးတော့ခမရတို့ကျမ်းမာရေးပြန်လဲကောင်းမွန်သွားအောင်လို့လောက်ကင်ပေးနိုင်ပါတယ်အခုလိုမျိုးပြောခဲ့တဲ့အခါမှာတော့မတတာတဲ့ရွာသူရွာသားတွေကလည်းသူတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုတိုင်းစစ်စီအာဂျီစီကိုလာပေးထားခဲ့ကြပါတယ် ီလိုနဲ့ပဲရွာမှာရှိတဲ့လူကြီးတွေကရွာသူရွာသားတွေအကုန်လုံးရဲ့မတတာတဲ့အခြေအနေကိုအခွင့်ကောင်းရှုခဲ့ကြပါတယ်သူတို့လည်းတစ်ဖြည်းဖြည်းနဲ့ပုံမကျွယ်ဝချမ်းသာလာခဲ့ကြပါတယ်ကဲဘလို့လဲကျွန်တော်တို့ကြံစီထားတဲ့ကြံစီတွေအကုန်လုံးအခုအတော်လေးကိုအလုပ်ဖြစ်တယ်မဟုတ်လားဟုတ်တယ်နော်အခုဆိုလို့ရှင်တော့ဒီအသိဉာဏ်တောင်းတဲ့ရွာသူရွာသားတွေကိုကျွန်တော်တို့ဘာမှလုပ်စီရမလို့ဘဲနဲ့ကိုတည့်စားလို့ရသွားခဲ့ပြီဖေဟာသခင်တော်မှာသူတို့ကိုမကယ်တင်ပေးနိုင်တော့ဘူးသူတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကျွန်တော်တို့လက်ထဲကိုရောက်လာခဲ့ပြီ ဟုတ်တယ်လေကျွန်တော်တို့တငယ်ချင်း၃ယောက်လုံးကလည်းဒါကိုပဲဖြစ်စေချင်နေခဲ့တာမဟုတ်လား၃ယောက်သားကတော့ရွာသူရွာသားတွေအကုန်လုံးကိုလှည့်စားပြီးတတော်လေးဝမ်းသာပြောရွှေနေခဲ့ကြပါတယ်သူတို့အခုလိုမျိုးလုံနေရောက်ကိုဘုရားသခင်ကမှမတားနိုင်ဘူးဆိုပြီးတော့လေစိတ်ကြီးတွေဝင်နေခဲ့ကြတာပေါ့ဘုရားသခင်မလုံနိုင်တဲ့အရာဆိုတာဘာမှရှိလို့လေအပြင်ငရဲသားတွေကိုတော့ဘုရားသခင်ပဲအကြောင်းကားမှခွင့်လွှတ်ချမ်းသာမပေးခဲ့ပါဘူးအခုလိုမကောင်းတဲ့သူတွေကိုဘုရားသခင်ကကျိန်းတွေပေါ့ပြည့်ကြံပြန်ခတ်ပါတယ်ဒါကြောင့်သူတို့တွေကလည်းအခုလိုမျိုးတွေးကြောင်ခန်းစားခဲ့ရပါတယ် တရမတော်အာရှာနဲ့ဂျော်တီတို့နှစ်ယောက်လုံးရဲ့ထမင်းဆိုင်ကိုဆင်ရတဲ့အဖွားအိုကြီးတယောက်ရောက်ရှိလာခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့ပြောခဲ့ပါတယ်။သမီးလေးရေဘိုက်တွေတအားစာနေလို့ပါထမင်းလေးပါလေနည်းနည်းလောက်ရှိတယ်ဆိုတော့ရှင်တော်ပေးပါအောင်။ဟွန်းအမေကြီးရေကျမတို့ရွာမှာဘယ်သူမှထမင်းမစားကြဘူး။အားလုံးနေမကောင်းဖြစ်နေကြတယ်။ကျမကြီးတွေကလည်းမကောင်းကြဘူး။အားလုံးကထမင်းကိုတွေးပြီးဆိုတာနဲ့ရှင်ပြီးတော့အန်ကျင်နေကြတယ်လေ။အဲဒီအတွက်ကျမတို့ဘယ်သူအတွက်ထမင်းဟင်းကိုချက်ပြုတ်ထားရမှာလဲ။အဲဒါကြောင့်ကျမတို့ကိုယ်တိုင်လည်းအသီးနှံတွေ ီးတော့နွားတို့တောက်ပြီးတော့ပဲရှင်းတန်းနေရပါအေးဟုတ်ပြီဒီလိုမျိုးဆိုတော့ရှင်တော့ဘာမှအရန်ကြီးလဲစွရင်ပူပါမနေနဲ့နေတော့ဆိုင်မှာထမင်းဟင်းတွေကိုအများအဆုံးချလိုက်တော့အားလုံးကိုကျွေးလိုက်နေတော့ဟင်းချလိုက်ရကြောင်းရွာသူရွာသားတွေအကုန်လုံးနေပြန်ကောင်းကြမှာတော့ကြလိမ့်မယ်ဒါပေမဲ့အပြစ်ငရဲ့လှုပ်ထားတဲ့လူ၃ယောက်လုံးကတော့ဘယ်တော့မှဗိုက်စာကြမှာမဟုတ်တော့ဘူးပြောဆိုပြီးနောက်မှာတော့အဖွားအိုကြီးကလည်းထွက်ခွာသွားခဲ့ပါတယ်သွားနေသွားနေနဲ့တို့ရွှေမှာပဲရုတ်တရက်ပြောက်ွယ်သွားပါတယ် ဒါကိုတွေ့ခဲ့ရတဲ့အာရှနဲ့ဂျိုသီတို့နှစ်ယောက်လုံးကလည်းအံ့အားသင့်နေခဲ့ကြရပေါ့ဂျိုသီလည်းပြောလိုက်ပါတယ်ကြည်ရတာဒီအဖွားအိုကြီးကကျင်းသေးပေါ့နတ်သမီးတစ်ပါးပဲဖြစ်ရမယ်ငါတို့အဖွားအိုကြီးပြောထားတဲ့စကားကိုတော့ကျင်းသေးပေါ့လိုက်လို့ကြည့်တဲ့နဲ့နော်အေးဟုတ်တယ်ဂျိုသီရဲ့နင်းပြောတာမှန်တယ်ငါတို့အခုကလေးကစပြီးထမင်းဟင်းစတင်ချက်ပြုတ်ကြမယ်လားဒီလိုနဲ့အာရှနဲ့ဂျိုသီတို့နှစ်ယောက်လုံးကလည်းထမင်းတွေကိုစတင်ချက်ပြုတ်ခဲ့ကြပါတော့တယ် ဘယ်သူမဆိုသူတို့ဆိုင်ရှိကဖြတ်သွားတာနဲ့ထမင်းဟင်းရဲ့အရန်ကိုမှွေပြနေတဲ့အနံ့လေးကြောင့်ကျမကြီးပြန်လဲကောင်းမွန်သွားပြီးဘိုက်တွေလဲဆလာခဲ့ပါရီသူတို့ကလည်းထမင်းဆိုင်ကိုရောက်လာခဲ့ပြီးနောက်မှာတော့ဘိုက်အဝထမင်းစားတောက်ခဲ့ကြပါရီအဖြစ်ဖြစ်နေသူတို့ဆိုင်ကအစားအသောက်တွေကိုစားပြီးတရွာလုံးနေပြန်ကောင်းကျမလာခဲ့ကြပါရီဒါပေမဲ့ရွာမှာရှိတဲ့လူကြီး၃ယောက်လုံးကတော့လုံးဝဘိုက်မစားခဲ့ကြတော့ပါဘူးသူတို့၃ယောက်လုံးအာရှနဲ့ဂျိုတီတို့ညီမ၂ယောက်လုံးရဲ့ထမင်းဆိုင်ကိုရောက်ရှိလာခဲ့ကြပြီးထမင်းရဲ့အနံ့တွေကိုခံနေကြပေမဲ့ထမင်းမစားနိုင်ခဲ့ကြပါဘူး ဒုက္ခပါပဲဒါဘလို့ဖြစ်တာလဲဘာမှလည်းထူးခြားမလာဘူးဘာတွေဖြစ်ကုန်ကြလဲခဏနေတော့ဟိုနေ့ကအဖွားအိုကြီးပြန်လဲရောက်ရှိလာပါ रे နင်တို့၃ရောက်လုံးကအပြစ်ငရေကျူးလွန်ခဲ့ကြတဲ့သူတွေပဲဒါကြောင့်နင်တို့အခုလိုမျိုးပြန်ခံစားနေကြရတာလीနင်တို့မှားခဲ့တဲ့အပြစ်တွေအကုန်လုံးအတွက်ရွာသူရွာသားတွေကိုမတောင်းမှန်ဘူးဆိုရင်တော့အခုလိုမျိုးပဲဆက်ပြီးတော့ဖြစ်နေလိမ့်မယ်နေပေါင်းခမရဘယ်သူလဲဘယ်အပြစ်အကြောင်းကိုလာပြောနေရလဲဒီအဖွားကြီးကတော့လာနောက်နေရဲ့အခုလိုပြောလိုက်တဲ့အချိန်မှာပဲအဖွားအိုကြီးကတော့နတ်သမီးတစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့ပါ रे ဒါကိုတွေ့မြင်ခဲ့ရတဲ့ရွာသူရွာသားတွေအကုန်လုံးကလည်းအံ့အားသင့်နေခဲ့ကြတာပေါ့။ငါကဒီရွာကိုစောက်ရှောက်ပေးနေတဲ့အဆောင်ရှောက်နဲ့တမီပဲအားလုံးတေချာနားထောင်ကြ။ဒီလူ၃ယောက်လုံးကအပြင်ငယ်ရဲ့ကျိုးလွန်ထားကြတဲ့သူတွေပဲ။နင်တို့အားလုံးကိုသူတို့ကလှည့်စားနေအောင်ရွာမှာယောဂဆိုကြီးရှိနေတယ်ဆိုပြီးတော့ကောလာဟာလာသတင်းဖြန့်ပြီးနင်တို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုတန်းယူချမလို့ကြံစီထားကြတဲ့သူတွေပဲ။ ဒီစကားကိုကြားခဲ့ရတဲ့အခါမှာလူကြီး၃ယောက်လုံးကလမ်းဖြန်သွားခဲ့ပြီးမေတော်ကိုတောင်းပန်ခဲ့ကြပါတယ်။ရွာသူရွာသားတွေအကုန်လုံးကိုလည်းအမှန်တရားတွေပြောပြပြီးတောင်းပန်လိုက်ပါတယ်။နတ်သမီးရဲ့ပြောဆိုချက်ကြောင့်ရွာသူရွာသားတွေကလည်းသူတို့ကိုခွင့်လွှတ်ပေးလိုက်ပါတယ်။ဒီနောက်နတ်သမီးလေးကလည်းပြောက်ွယ်သွားခဲ့ပြီးအရာအားလုံးပြန်လည်အဆင်ပြေသွားခဲ့ပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။